င်္ဂလာပါရှင့်ဒီကနေ့မှာတော့ရွှေစကားကြီး၃ခုရဲ့အတိပ္ပယ်ကို ပြပြပေးကြပါရစေ။ရွှေစကားကြီး၃ခုဖြစ်တဲ့၁မြစ်ကြီးလဲမခန်းစီနဲ့၂တစ်ပင်ကြီးလဲမလဲစီနဲ့၃ထုံးဟိုကြီးလဲမကွဲစီနဲ့ဆိုရဲစကားကြီး၃ခုကိုကြားတော့ကြားဘူးကြမယ်လို့ထင်ပါရစေ။ဒါပေမဲ့တွင်တွင်ကျကျသိသူတော့ရှားမယ်လို့ထင်ပါရစေရှင့်။ဒီကနေ့မှာတော့ဒီရွှေစကားကြီး၃ခုရဲ့အတိပ္ပယ်ကိုရှင်းလင်းပြပြပေးသွားမှာပါ။ပထမဆုံးစကားဖြစ်တဲ့မြစ်ကြီးလဲမခန်းစီနဲ့ မြစ်ကြီးလဲမခန်းစီနေဆိုတာကကြည်လင်အေးများတဲ့တသင်သင်စီစင်းနေတဲ့မြစ်ကြီးနဲ့တူတဲ့မြစ်တာတရားတွေကလူသားတွေမှာမခန်းကြပါစေနဲ့လို့ဆိုလိုခြင်းဖြစ်ပါတယ်။လူသားအခြေချင်းဆွေမျိုးမိသိငယ်အခြေချင်းမြစ်တာထားပြီးနေထိုင်ကြမယ်။အာလုံသောတတဝအနန္တပေါ်မှာလည်းမြစ်တာဆိုင်ရင်များမခန်းကြအောင်အမြဲပွားများပြီးတော့နေထိုင်ကြရပါမယ်။မြေအတွင်းမှာစီစင်းနေတဲ့ဆိုင်ရီကကြည်လင်အေးများတဲ့သဘောရှိတယ်လို့တတဝအာလုံမှာပွားများနေတဲ့မြစ်တာဆိုတာလဲကြည်လင်အေးများလာပါတယ်။ မြစ်တာပွားများသူရဲ့တန်တမ်းမှာမြစ်တာဓာတ်တွေဝင်ရောက်လာပြီဆိုရင်တော့အဲ့ဒီပုံကိုရဲ့နှလုံးသားဟာလေတခြားအချိန်မှာဖြစ်နေတဲ့နှလုံးသားနဲ့မတူတော့ဘဲနဲ့ကြည်လင်လာပါတယ်။ဖះရှင်က စိတ်တည်အပတ်တနေလောဟိတံပတိဓာတ်တီလို့မိန့်ပါတယ်။စိတ်ကြည်လင်လာပြီဆိုရင်တော့ရုံလဲကြည်လင်လာပါတယ်။အထူးသဖြင့်တော့မြစ်တာအမြဲပွားများနေတဲ့ပုံကိုရဲ့မျက်နာကတာမန်ပုံကိုရင်းနဲ့မတူတော့ပါဘူး။တတိသားကြည့်ရင်တော့ကြွားချားနေရတွေ့ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ မြစ်တာဆိုတဲ့အကြည်တန်လေးကသူ့ရဲ့တန်တန်မှာကိန်းဝင်နေလို့ပါပဲတဲ့နောက်ထပ်စကားကြီးတစ်ခွန်းကသစ်ပင်ကြီးလဲမလဲစီနေသစ်ပင်ကြီးဆိုတာကဘုရားတရားတန်ကားလို့ခေါ်ဆိုအပ်တဲ့ယန္တနာသုံးပါးကိုဆွလို့ခြင်းပဲဖြစ်ပါတယ်ပဂတိသစ်ပင်ကြီးကအကိုင်းကက်ဝေးဝေးဆဆလေးရှိတယ်ပင်စီကလည်းပြန့်ပွားအရေးအဝါသားလဲကောင်းနေမိဆိုရင်တော့အဲ့ဒီသစ်ပင်ကြီးရဲ့အရေးမှာတတ္တဝါတွေကခိုနားနေနိုင်ပါတယ်ဒီသစ်ပင်ရဲ့အရေးရောက်ဝင်လိုက်တာနဲ့တပြိုင်နက်တည်း ကိုယ်စိတ်နှပါအေးဆမ်းမှုကိုခံစားရသလိုပါပဲယတနာသုံးပါဆိုတဲ့အရေးကလည်းဝင်ရောက်ခိုနားတဲ့တတဝါတိုင်းကိုကိုယ်စိတ်နှပါအေးမြမှုကိုအပြည့်အဝပေးနိုင်ပါ रे ဝင်ရောက်ခိုနားတဲ့သူတိုင်းကယတနာသုံးပါရဲ့အရေးကြောင့်ကိုယ်စိတ်နှပါငြိမ်းချမ်းသွားတာကြီးပါပဲဒါကြောင့်ရှဲလူကြီးသူမတွေကမိမိကို အရေးအာဝါဒပေးနေတဲ့သစ်ပင်ကြီးကိုထုတ်လဲမမိပါစေနဲ့လို့ပြောဆိုကြတာပဲဖြစ်ပါ रे ထို့တူပါပဲမိမိတို့နားခွရအားထားရကိုကွက်ရဖြစ်တဲ့ ရန်တနာသုံးမအရှိတ်ကိုလည်းမပြည့်ပေရမမိရပါဘူးရှင်။ဘာကြောင့်လဲဆိုရင်တော့ရန်တနာသုံးမရဲ့ဂုံကြီးစုကတိတ်ပြီးတော့ကြီးမလို့ပါပဲ။တပင်ကြီးရဲ့အရှိတ်ကအေးမြတယ်လို့ရန်တနာသုံးမရဲ့အရှိတ်ကလည်းပြစ်စုံပံဘဝတာမကတမလွန်ဘဝအတွက်ပါငြင်းရင်မှုကိုပေးပါရည်။ဒါကြောင့်ရန်တနာသုံးမလို့ခေါ်ဆွေရတဲ့တပင်ကြီးကိုမမေ့ပါနဲ့။အမြင့်တရိယာပြီးတော့ကိုကွယ်စီခဲ့ရမယ်လို့ဆိုလိုပါရည်။နောက်ဆုံးစကားကြည့်တခွန်းကတော့ထုံးဟိုကြည့်လဲမကွဲပါစီနဲ့ဟဲ့ ထုံဝကြီးဆိုတာရှေ့ကမိဘဘိုးဘွားတွေရဲ့အစဉ်အလာလှုပ်ထုံးလုံတွေကိုပြောတာပါပဲမိဘဘိုးဘွားတွေရဲ့ရှေးကျေးမှုအစဉ်လာကောင်းနေမိဘဘိုးဘွားတွေပြုခဲ့တဲ့ဘာသာရေးတာသနာရေးအစဉ်လာကောင်းမြတ်တဲ့ထုံနဲ့စင်လာတွေအစုံမတွေအကျင့်စာရိတာတွေအလုံးကိုမဖြည့်ဆည်းရဘူးမမေ့ပြောင်းရဘူးလို့ဆိုလိုတာပါအစင်လာကိုထိမ့်သိမ်းပြီးတော့ဆက်လက်ဆောင်ရွက်ရမယ်ဒါကိုပဲထုံဟိုကြီးမကွဲစီနေဆိုပြီးတော့ပြောဆိုခြင်းပဲဖြစ်ပါတယ်ကဲခုဆိုရင်တော့ရှေ့ကဆုံးမခဲ့တဲ့ စကားကြီးသုံးခုရဲ့အတိတ်ဘေးကိုနားလည်နိုင်ပြီဆိုတော့နားလေတရားလျှော်စွာကျင့်သုံးနိုင်ကြပြီးကျင့်သုံးနိုင်တဲ့အလျောက်ဘာသာသာသနာကို ထိမ့်သိမ်းဆောက်ရှောက်နိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုမွေးရင်ရှိသားသူကိုတော့လေးစားစွာနဲ့ credit ပေးပါတယ်ရှင်။ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစိတ်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like နဲ့ share လေးလွှတ်သားပေးဖို့အတွက်မမေ့ကြပါနဲ့နော်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။